မြန်မာဖလုံချေပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီရက်ပိုင်းထဲမှာကြောဒီမြန်မာလက်ရွေးစင်အသင်းရဲ့ပွဲစဉ်တွေမရှိတဲ့အခါမှာပရိသတ်တွေအနေနဲ့အနှဲငယ်ပြင်းကြီးနေကြလိမ့်မယ်လို့ထင်ပါတယ်အဲကျွန်တော်လည်းဒါဗီဒီယိုတွေတင်တာနည်းရပေါ့နော်နည်းတဲ့ဆိုတဲ့အကြောင်းရင်းကလည်းဒါကျွန်တော်တို့မြန်မာလက်ရွေးစင်အသင်းရဲ့ဘောလုံးပွဲစဉ်တွေကဒါစတင်မာလာထဲမှာတော့တော်တော်လေးကိုနည်းနေတဲ့အတွက်ကြောင့်မို့ဒါကျွန်တော်အနေနဲ့ဗီဒီယိုတင်တာနည်းတာဖြစ်တယ်ပေါ့နော် အဲ့တော့ဒီနေ့ဒီလိုအချိန်မျိုးမှာဒါကျွန်တော်တို့တရွေးစင်အသင်းလေးရဲ့ပွဲတွေတဲ့နားနေတဲ့အချိန်မှာဒါကျွန်တော်တို့ကျွန်တော်တို့မြန်မာဘောလုံးလောကဖွံ့ဖြိုးတိုးတက်ရေးအတွက်ဒါကျွန်တော်တို့ဒီစကားဆက်မီပုံစံလေးနဲ့ဒါကျွန်တော် podcast ပုံစံဗီဒီယိုလေးပေါ့နော်ဒါကျွန်တော်ရိုင်းလိုက်တာဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုထဲမှာကျွန်တော်အဓိကပြောသွားမယ့်အကြောင်းအရာကကျွန်တော်အရှိမှကျွန်တော်ဗီဒီယိုနှစ်ပုဒ်လောက်လုပ်ခဲ့တယ်ဒါဦးမျိုးလှိုင်ဝင်းပေါ့နော်ဦးမျိုးလှိုင်ဝင်းလုပ်ပွဲဆော့လားမဆော့လားဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်ရဲ့ တဦးတည်းရဲ့ခင်မင်ယူဆချက်ပေါ့နော်အဲ့ဒါကိုကျွန်တော်ပြောသွားမယ်ပြီးသွားလို့ရှိရင်ဒါဒီအကြောင်းရနဲ့ပတ်သက်ပြီးတော့မှဒီကျွန်တော်တို့မြန်မာဘော်လုံးဒေါကာထဲမှာ အမျိုးသားအသင်းတွေကိုဒီပြိသက်တွေကအားပေးမှုရောကြလာပြီးတော့ဒီအမျိုးသမီးအသင်းတွေကိုပြိသက်တွေကစိတ်ဝင်စားမှုမြင့်တက်လာတာကဘာကြောင့်လဲအဲ့ဒီအကြောင်းအရာကိုကျွန်တော်နံပါတ်1အနေနဲ့ပြောသွားမှာဖြစ်ပြီးတော့ကျွန်တော်တို့ဒီဒီနှစ်ချက်နဲ့တက်ဆိုင်နေတဲ့နောက်ဆုံးတစ်ချက်ပေါ့နော်နံပါတ်3အကြောင်းအရာအနေနဲ့ကကျွန်တော်တို့ဒီကျွန်တော်ဒီမြန်မာနိုင်ငံကိုစားပြုစက်တောင်အားကစားမယ်တယောက်ဖြစ်တဲ့ဒီတထားသူစာရဲ့ post တစ်ခုကနေပြီးတော့ဒါကျွန်တော်တို့ရရှိလိုက်တဲ့သင်ခန်းစာပေါ့နော်ဒီအကြောင်းအရာကိုတော့ဒါကျွန်တော်နောက်ဆုံးမှာပြောသွားမှာဖြစ်ပါတယ်အဲ့တော့ဒါကျွန်တော်တို့မြန်မာဖော်လို့ချစ်ပြိ သက်တွေအနေနဲ့ဒါကျွန်တော်တို့ဒီမြန်မာလက်ရွေးစင်ဘောလုံးအသင်းကြီးဒါကျွန်တော်တို့မြန်မာလက်ရွေးစင်ဘောလုံးလောကကြီးတစ်ခုလုံးကိုတိုးတက်ပြောင်းလဲစေချင်တဲ့လူငယ်လူကြီးမရွေးပေါ့နော်ဒါဒီဗီဒီယိုလေးထဲမှာကျွန်တော်နဲ့အတူတူဒါဆွေးနွေးတုံးသက်သွားလို့ရပါတယ် ဲ့တော့ကျွန်တော်တို့ပထမဆုံးအကြောင်းအရာအနေနဲ့ဒါကျွန်တော်ဦးမျိုးလှိုင်ဝင်းရဲ့အကြောင်းနဲ့ကျွန်တော်စတယ်မယ်ဗျအဲ့တော့ ကျွန်တော်ဦးမျိုးလိုက်ဝင်းအကြောင်းကိုမပြောခင်မှာဒါကျွန်တော်အရှိကဗီဒီယိုနှစ်ပုဒ်မှာဆိုလို့ရှင်ရဲ့ဒါဦးမျိုးလိုက်ဝင်းရဲ့ကစားသမားဘဝအကြောင်းကိုဒါကျွန်တော်မှီတလောက်ပေါ့တော့ကျွန်တော်လက်လက်မှီတလောက်ရှာဖွေလေ့လာပြီးတော့ကျွန်တော်တင်ဆက်ထားတယ်အဲ့ဒီထက်မှာလည်းဒါကျွန်တော်တို့အမှားရွေးတစုံလေးကပါခဲ့သည်ရှိတော့ဒါပရိသတ်တွေကလည်းဒါထောက်ပြဝေဖန်နိုင်တယ်ပေါ့နော်ဒုတိယဗီဒီယိုမှာလည်းဒါကျွန်တော်ဦးမျိုးလိုက်ဝင်းရဲ့ကျွန်တော်နေပြဘဝဆိုတဲ့အကြောင်းအရာတွေကိုဒါကျွန်တော်အဲနေပြဘဝကတော့ကျွန်တော်တည်တည်ချာချာလေးတောက်လျှောက်ကြည့်ခဲ့ရတယ်ပေါ့နော်ကျွန်တော်ဒီ2000 2023 2024လောက်ခဲကဒါကျွန်တော်တို့ကဘလုံးပွဲကောင်းကောင်းကြီးတက်နေပြီဆိုတော့ဦးမျိုးထိုင်ဝင်းရဲ့နီးပြဘဝကိုတော့ကောင်းကောင်းလေးမှီခဲ့တယ်ဗျအဲ့တော့ကျွန်တော်ကဒီလုံပွဲကိစ္စနဲ့ပတ်သက်ပြီးတော့တော်တော်လေးစိတ်ဝင်စားတယ်ဗောနော်အဲ့တော့ကျွန်တော်တည်တခြားလေးလာတယ်တကယ်လို့ဒီလုံပွဲဆိုတဲ့ကိစ္စကဦးမျိုးထိုင်ဝင်းကဒီပုံကိုရေးအရာသူမနာလိုမုံတီးချင်းခံရပြီးတော့ဒါတက်တက်မဲ့နမယ်ဖြတ်ခံရတာဆိုရင်လေဒါဦးမျိုးလှန်ဝင်းအနေနဲ့ကတော်တော်လေးကိုသူသူ့စီမှာလည်းနင့်နာမှုရှိတယ် ဒါပေမဲ့လည်းဒီကိစ္စတွေဖြစ်လာတဲ့အခါမှာဒါဥမျိုးလိုက်ဝင်ဘက်ကလည်းဖြည့်ရှင်းခြင်းဘာမှမရှိဘူးပေါ့နော်အဲ့တော့ဆွဆွဲတဲ့သူကဘာဖြစ်လို့လဲဆွဆွဲတဲ့သူကတရားမဝင်လို့လားပေါ့နော်ဆွဆွဲတဲ့သူကတော့ဒီကျွန်တော်ဒီမြန်မာဖူဘောဖန်ဂရုပေါ့နော်ဒီမြန်မာဖူဘောဖန်ဂရုဆိုတာလည်းဒါကျွန်တော်တို့လုံးဝသူ့ရဲ့ဘယ်လိုပြောရမလဲသူ့ရဲ့ပုံစံအစစ်အမှန်ကိုမပြသထားတဲ့ဒီ page တစ်ခုပေါ့နော်ဒီလိုမျိုးဘယ်သူမှမသိတဲ့ page တစ်ခုကနေပြီးတော့ဆွဆွဲတဲ့အဲဆွဆွဲချက်မျိုးဖြစ်နေလို့ဥမျိုးလှိုင်ဝင်းကမတုတ်ပြန်လာလား ဲ့တော့ကျွန်တော်ပြီးခဲ့တဲ့ဗီဒီယိုမှာကျွန်တော်ဦးမျိုးလှိုင်ဝင်းရဲ့ကစားသမားဘဝနဲ့နှိပြအကြောင်းကိုကျွန်တော်တည်တည်ချာချာလေးရှင်းပြထားတယ်အဲ့ဒါလေးကိုလည်းကျွန်တော် ကြည့်နေတဲ့လူတွေထဲမှာမကြည့်ရသေးလို့ရှိရင်တွားကြည့်နိုင်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့မှာဆက်ပြောသွားမှာကတော့လောလောဆယ်ကျွန်တော်ဒီဥမျိုးလှိုင်ဝဲရဲ့ကျွန်တော်တို့လရွေးစင်နီးပြဘဘွားလေးကိုကျွန်တော်တို့စပြောပြီးတော့အစခြိလိုက်ရအောင်အဲ့တော့ကျွန်တော်လက်ရှိမှာဥမျိုးလှိုင်ဝဲအနေနဲ့ကဒီမြမလက်ရွေးစင်အသင်းကြီးရဲ့နီးပြဖြစ်လာတာကဆိုလို့ရှိရင်တစ်နှစ်ကျော်ပြီပေါ့နော်ပြီးခဲ့တဲ့ကျွန်တော်တို့စက်တင်ဘာလအဲပြီးခဲ့တဲ့နှစ်2024စက်တင်ဘာလ9ရက်နေ့တော့မှာဒါ မြန်မာလက်ရွေးစင်ဒီပြချုပ်ဆဖြစ်လာတာဆိုတော့လက်ရှိမှာဆိုရင်ဒါဥမျိုးနိုင်ဝင်အနေနဲ့ကတစ်နှစ်ကျော်ဆိုတဲ့အနေထားကိုရောက်ရှိလာပြီးဒီတစ်နှစ်အတွင်းမှာသူ့အနေနဲ့မြန်မာအသင်းကိုနိုင်ငံတကာပွဲပေါင်း70ပွဲအထိဒါသူ့အနေနဲ့နေပြဖြစ်တာဝန်ယူခဲ့တယ်ပေါ့နော်ဒီ70ပွဲမှာကျွန်တော်တို့၄ပွဲနိုင်၄ပွဲရှုံး၃ပွဲတည်ရဆိုတဲ့ရလဒ်ကိုရရှိခဲ့တယ် ဒါကဘာပဲဖြစ်ဖြစ်ကျွန်တော်တို့လေးပွဲအထိအနိုင်ရရှိခဲ့တယ်ဆိုတာကဒီဥမျိုးလိုက်ဝင်မတိုင်ခင်မြန်မာနီးပြားတွေအနေနဲ့ဒါမလုတ်ပြနိုင်ခဲ့တဲ့အဲရလတ်မျိုးပေါ့နော်အဲ့တော့ဒီရှုံးနေခဲ့တဲ့လေးပွဲကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဒီရှုံးနေခဲ့တဲ့အသင်းတွေကအင်ဒိုနီးရှားလဘနော်ဗီယက်နမ်စင်ကာပူစတဲ့ကိုယ့်ရဲ့ကမ္ဘာစင်းမြင့်တဲ့အသင်းတွေကိုဒါရှုံးသိမ်းလို့ရှုံးရတဲ့ပွဲစဉ်တွေဖြစ်ပြီးတော့ဒါကျွန်တော်အနိုင်ရယူရမယ့်ပွဲစဉ်တွေမှာလည်းဒါအမှားယွင်းကိကင်းနဲ့ဒါကျွန်တော်တို့အနိုင်ရလတ်မျိုးအနိုင်ရလတ်ကိုရရှိအောင်ဆက်ရှာဖွေ ွေးနိုင်ခဲ့တယ်ပေါ့နော်အဲ့တော့သူ့လက်ထက်မှာပဲမြန်မာအသင်းကကျွန်တော်ဒီကမ္ဘာစစ်180ကျော်ကနေ160ကျော်လောက်အထိကိုဒါခုန်တက်လာတယ်ပေါ့နော်ဒါကကျွန်တော်တို့ပြီးခဲ့တဲ့ဒီဥမျိုးလိုက်ဝေးမတိုင်ခင်နိုင်ငံခြားသားနှီးပြတွေဒါမလုံပြနိုင်ခဲ့တဲ့အရာပေါ့နော်ဒါနိုင်ငံခြားသားနှီးပြတွေလက်ထက်မှာကြဆင်းခဲ့တဲ့ကမ္ဘာအဆင့်တွေကိုဒါဥမျိုးလိုက်ဝေးကနှီးပြတက်တန်းတစ်နှစ်အတွင်းမှာပဲသူ့အနေနဲ့ဒါ20အဆင့်20လောက်အထိကိုဒါမြန်မာအသင်းကိုဆွဲတင်နိုင်ခဲ့တယ် ဘာပဲဖြစ်ဖြစ်သူ့လက်ထက်မှာပြည်သက်တွေရဲ့စိတ်ဝင်စားမှုကိုရခဲ့တယ်လို့မျိုးဒါနိုင်ငံခြားသားနေပြတဲ့လက်ထက်မှာမြန်မာလက်ယူစင်အသင်းမှာမြန်မာလက်ယူစင်အသင်းအစ်စ်မှာပေါ့နော်နေရာပေးခြင်းမခံရတဲ့ဒီအောင်မြတ်သူတို့ပြည်မိုးတို့ရန်ကြောထွေးတို့လိုကစားသမားတွေကလက်ယူစင်အသင်းရဲ့ပနာမလူစီရင်မှာရန်ဖန်ရန်ခါပါဝင်လာတာကိုလည်းကျွန်တော်တို့တွေ့ရတယ်ဒါကပနာမလူစီရင်မှာပါလာပြီဆိုလို့ရှိရင်ဒါတဖြည်းဖြည်းနဲ့ဒါကျွန်တော်အပြည့်သက်လူစီရင်မှာပါဝင်ဖို့အဲပါဝင်ဖို့ကဖြစ်နိုင်ချေများတယ်ပေါ့နော် အဲ့တော့ကျွန်တော်တို့ကလည်းဒီကစားသမားတယောက်ကိုလရွေးစင်အဆင့် ठी ခေါ်သွားဖို့ဆိုတာကလည်းဒါကျွန်တော်တို့ဟိုတော်ုံတန်းကိစ္စတော့မဟုတ်ဘူးเนาะဒါပေမဲ့လည်းဦးမျိုးလိုင်ဝင်းကသူ့လက်ထက်မှာဒါသတိထားမိလားတော့မသိဘူးပေါ့เนาะဒါဇော်ဝင်းသိန်းတို့မင်းမော့ဦးတို့လို့ဒါတကယ်မှအသက်ရွယ်ငယ်သေးတဲ့လူငယ်ကစားသမားလေးတွေကိုဒါသူ့အနေနဲ့ရုံယုံကြည်ကြည်နဲ့ နေရာပေးလာတာကိုတွေ့ရတယ်ဒီဇော်ဝင်သိန်းတို့မင်းမော်ဦးတို့ကလည်းဒီလက်ရွေးစင်အတင်းကြီးရဲ့ဒီအရှဖလာချေစေပွဲတွေမှာဒါပရိသတ်တွေစိတ်ကြိုက်ဒီကစားပြနိုင်ခဲ့တာကိုလည်းကျွန်တော်တို့မျက်မြင်ထင်ရှားတွေ့ရှိခဲ့ရတာဖြစ်တယ်အဲ့တော့ဒါကဦးမျိုးလိုက်ဝင်ကသူ့အနေနဲ့ကဒါသူကလည်းအသက်18နှစ်လောက်နဲ့ဒါလက်ရွေးစင်ဖြစ်လာတဲ့အခါကျတော့ဒါလူငယ်တွေကိုသူ့အနေနဲ့တကယ်ကောင်းတဲ့ကစားသမားတွေဆိုယုံကြည်မှုပေးတယ်ဆိုတဲ့သဘောပေါ့နော်အဲ့တော့ကျွန်တော်နောက်တဲ့တစ်ချက်ဘာတွေ့ရလဲဆိုလို့ရှိရင်ကျွန်တော်ပြီးခဲ့တဲ့စင်ကာပူအသင်းနဲ့ ပွဲစဉ်ကဒါကျွန်တော်တို့မြန်မာကစားသမားဟောက်တယောက်ဖြစ်တဲ့ကျွန်တော်ဒီငင်းညက်အောင်ကိုပြန်လဲရွေးချယ်လာတာတွေ့ရတယ်ငင်းရအောင်ပြန်လဲပါဝင်လာတာကကျွန်တော်တို့အတွက်ကတော့တကယ်ကိုအားဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ဒါကျွန်တော်တို့ဒီမြန်မာ U19 အသင်းရဲ့ဒီအစုအဖွဲ့တစ်ခုကိုကြီးခဲ့ရတဲ့သူမှန်သမျှဒါအဲကွင်းလဲကပေါ့နော်မြန်မာ U19 ကွင်းလဲကကျွန်တော်မှခုနှစ်ငင်းရအောင်ရဲ့ ကစားပုံကစားပေါက်ကစားကွက်ကိုဒါမနစ်တက်တဲ့လူဆိုတာကျွန်တော်မရှိသလောက်ရှားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကငင်းရောက်နေတဲ့ကဒါနောက်ပိုင်းမှာဒဏ်ရာပြဿနာတွေနဲ့ရုံးကန်နေရတဲ့အတွက်ကြောက်မှုလို့ဒါဒါလက်ရွေးဆင့်အသေးကြီးမှာသူ့အနေနဲ့အပြည့်အဝမကစားပေးနိုင်ခဲ့ဘူးပေါ့နော်ဒါပေမဲ့လက်ရှိချိန်မှာငင်းရောက်ကတကုံစတာအသင်းမှာဆိုလို့ရှိရင်လည်းပြီးခဲ့တဲ့ကျွန်တော်တို့ဒီ National League ပွဲစဉ်မှာဂိုးသွင်းယူခြင်းပြုလုပ်ခဲ့တဲ့လူမျိုးဒါလက်ရွေးဆင့်အသင်းမှာလည်းပြန်လည်ပါဝင်လာတယ် ဲ့တော့ဒါကျွန်တော်လာမဲ့ဒီဆယ်လာပိုင်းထဲမှာကစားမဲ့မြန်မာလက်ရွေးစင်အသင်းကြီးရဲ့ဒါကဘတ်ဖလာချစ်စစ်ပွဲပေါ့နော်စီးရီးယားအသင်းရဲ့ပွဲစဉ်အတွက်လည်းဒါငင်းငယ်အောင်ကကျွန်တော်အထောက်အကူပြုနိုင်လိမ့်မယ်လို့ကျွန်တော်ကတော့ ထင်ပါတယ်အဲ့တော့ဒီလိုကစားသမားတွေအကုန်လုံးကကျွန်တော်တို့ဥမျိုးလိုင်ဝင်လက်ထက်မှာနေရာပြန်ရလာတယ်ပေါ့နော်အဲ့တော့ကျွန်တော်ထင်တာကဒီလက်ရှိပြကျွန်တော်မြန်မာလက်ရွေးစင်အသင်းကြီးဒီ2024ခုနှစ်ထဲမှာဆိုလို့ရှိရင်ဒါနိုင်ငံတကာပွဲစဉ်တွေကိုလုံးဝရှုံးမွတ်မရှိအောင်ဥမျိုးလိုင်ဝင်အနေနဲ့ဒါသူ့အနေနဲ့ဥဆောင်ထားနိုင်တယ်ပေါ့နော်ဒါလက်ကျန်လဲကျွန်တော်ကစားဖို့ပွဲစဉ်တွေကြန့်ရှိနေတယ်ကြန့်ရှိနေတဲ့ပွဲစဉ်တွေထဲမှာမှကျွန်တော်တို့အိမ်ဝင်ပွဲစဉ်တစ်ပွဲကလည်းကျွန်တော်တို့ကြန့်ရှိနေရပေါ့နော်ဒါပွဲကြီးပွဲကောင်းတစ်ပွဲပဲဒီပွဲစဉ်တွေကတော့ဒါဥမျိုးလှိုင်ဝင် ဒါကျွန်တော်တို့ဒီမြမလက်ရွေးစင်အတင်းကြီးကိုဘလောက်ထိဆွဲခေါ်သွားနိုင်မလဲသူ့အနေနဲ့ဒါကဏဝင်ကစားသမားတယောက်ကိုနော်ကစားသမားဘဝကဒီကဏဝင်ကစားသမားလီချန်ကစားသမားတယောက်ဖြစ်ခဲ့တဲ့ဦးမျိုးထိုင်ဝင်းတယောက်ဒီနီးပြတယောက်သူ့အနေနဲ့ဒါဒီလိုကစားသမားတယောက်ကနေဒါနီးပြတယောက်ဖြစ်လာတယ်ဆိုတာဒါကျွန်တော်တို့တော်တော်လေးကိုရှားတယ်ပေါ့နော်ဒါလက်ရွေးစင်မှာလည်းတကယ်ကိုမှအဲ top player တယောက်ထိတ်တန်းကစားသမားတယောက်အဲ့လိုကစားသမားတယောက်ကတစ်ချိန်မှာဒီလက်ရွေးစင်အသင်းရဲ့ နီးပြဖြစ်လာတယ်ဆိုတဲ့ပုံစံမျိုးကိုပဲဒါကျွန်တော်တို့ဒီဘောလုံးလောကတွေကဘောလုံးကိုအားပေးနေတဲ့လူတွေဒါဘောလုံးပွဲကြိုက်နေတဲ့လူငယ်တွေကသဘောကျတယ်ပေါ့နော်ဒါဦးမျိုးလိုင်ဝင်းကဒီမြန်မာလူမျိုးတယောက်လည်းဖြစ်တယ်ဒီမြန်မာအသင်းရဲ့ဒါတကယ်ကိုမှဒိဋ္ဌိကျဲပလေယာကစားသမားဟောင်းတယောက်ဖြစ်တယ်လို့ဒါလက်ရှိမြန်မာအသင်းမှာကစားနေတဲ့ကစားသမားတွေပေါ့နော်ဒီ ကစားသမားအားလုံးမိပါကဦးမျိုးလှိုင်ဝင်းကိုလေးစားချလိုက်မယ်။ဒါသူတို့ငယ်ရွယ်စဉ်ကတည်းကကြားပူးခဲ့တဲ့ကစားသမားတယောက်သူတို့ကဒါနီးပြတ်စရာလုံနေတဲ့အနေအထားတစ်ခုမှာဒါကျွန်တော်တို့ပရိသတ်တွေဘက်ကနေကြည့်တဲ့အမြင်အရရောကစားသမားတွေဘက်ကကြည့်တဲ့အမြင်အရတော်တော်လေးကိုကောင်းမွန်တဲ့အနေအထားတစ်ခုဖြစ်တယ်။ ဒါပေမဲ့လည်းဒါကျွန်တော်တို့ပရိသတ်တွေအားလုံးသိကြတဲ့အတိုင်းပဲကျွန်တော်တို့ဒီမြန်မာဘောလုံးအဖွဲ့ချုပ်ကြီးကတော်တော်လေးဥပမာရှုပ်ထွေးတယ်ပေါ့နော်အဲ့တော့ဒီအဖွဲ့ချုပ်ထဲမှာတခြားသောဒီမတမာမှုတွေအကျင့်ပြတ်ချစားမှုတွေကလည်းရှိနေကောင်းရှိနေလိုက်မယ်ဒီလိုအခြေအနေမျိုးတွေမှာဥမျိုးလှိုင်ဝဲအနေနဲ့ကဒါအသိန်းကိုတရားရဟန်းတို့အပြေအဝထိန်ချုပ်ခွင့်ရခြင်းမှလည်းရလိုက်မယ်ဒါပေမဲ့သူအဲ့လိုအနေအထားမျိုးမှာဒါမြန်မာအသိန်းကိုအကောင်းဆုံးသူ့အနေနဲ့လက်ရှိအချိန်ထိတော့လမ်းကြောင်းမှန်ပေါ်မှာတဲမှတ်ထားနိုင်တယ် ဲ့တော့ကျွန်တော်တို့ဒီလာမဲ့ဆယ်လာပိုင်း၉ရက်နေ့မှာကစားမဲ့ဒီ Syria နဲ့မြန်မာသင်းတို့ရဲ့ဒါအရှဖလာချီစီပွဲစဉ်ကလည်းဒါဥမျိုးလှန်ဝင်ဘလောက်ထိစွမ်းဆောင်ပြသွားနိုင်မလဲဆိုတာဒါကျွန်တော်တို့ဟိုစိတ်ဝင်စားနေကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်အမြင်အရပြောရမယ်ဆိုရင်ဥမျိုးလှန်ဝင်ဒါဖြစ်ခဲ့တယ်ဆိုတော့ဒီလုတ်ပွဲဆိုတဲ့ကိစ္စကဒါကျွန်တော်တို့ဒီမြန်မာဖုတ်ဘောဖန် group ပေါ့နော်ဒီ fan group ကသူ့အနေနဲ့ follower ရှာတယ် attention ရှာတယ်လို့ပဲကျွန်တော်ကတော့ထင်တယ်ဗျ။ ဘာကြောင့်လဲဆိုလို့ရှိရင်ဒီမြန်မာ football fan group ဆိုတာကလည်းအစပိုင်းတော့ကတော့ဒါကျွန်တော်တို့လည်းဘာဖြစ် respect ထားတယ်လေးစားတယ်ပေါ့နော်အဲတုံတောင်လည်းကျွန်တော်ဘသူမှလည်း foul မထူးရင်ရကျွန်တော်ထပ်အဲ့လိုမျိုးဟိုအတွေ့အကြုံရှိတဲ့လူတွေကိုယ့်ထက်အသက်ကြီးတဲ့အားကစားကလောင်ရှင်တွေပဲဖြစ်ဖြစ်သူတို့ကျွန်တော်တက်နိုင်ရင်ဖြစ်နိုင်ရင်တော့ကျွန်တော် foul မထူးခြင်းဒါပေမဲ့လည်းဒီ senior ကြီးတွေပေါ့နော်ဒီလူကြီးတွေကပရိသတ်တွေကိုကျွန်တော်အစိတ်အတောက်တွေဖြစ်စင်တယ်ပေါ့ဗျာတလား အဲ့ဒါကကျွန်တော်ဘာနဲ့သွားတက်ဆိုင်လဲဆိုကျွန်တော်တထာတုစာပါနော်ဒီစက်တောင်ကစားတထာတုစာရဲ့ post လေးတစ်ခုကိုဖတ်ကြည့်လိုက်တဲ့အခါမှာဒါကျွန်တော်တို့တော်တော်လေးကိုသင်ခန်းစာရတယ်ဗျာဒီမြန်မာ football fan group ကိုကျွန်တော်ဘယ်လိုမျိုးနည်းနည်းလေးစိတ်ကချင်သွားလဲဆိုလို့ရှိရင် तू ကဒါကိုမြမဘော်လုံးလောကအကြောင်းပြောမယ်ဆိုရင်မြမဘော်လုံးလောကအကြောင်းပြောအစင်းစိုက်ရှေးဝေဖန်သုံးသက်ဒါကျွန်တော်လက်ခံတယ်ဒါပေမဲ့ဒါဒါနိုင်ငံတကာပွဲစဉ်တွေရှိတဲ့အခါမှာလေသူကအာဆင်နယ်ရှုံးလို့ရှင်သူကအာဆင်နယ်ကိုလှောင်တာဗျ ကျွန်တော်ကလည်းအာဆင်နယ်ဖန်ဖြစ်နေတယ်ဆိုတော့ဒါကျွန်တော်ကတော်တော်လေးချင်နေပြီကျွန်တော်ကတိတ်ပြီးတော့ဟိုတိတ်အဆင်မပြေဘူးပေါ့နော်အဲ့တော့သွက်ပါလဲပေါ့နော်ဘာဖြစ်ချင်တာလဲပေါ့နော်သူပောက်ကြရဗျာဟိုပောက်လို့ဘဲစားတရားဝူးသုံးဖို့ post တွေတင်ပြီးတော့ဗျာတရားကျွန်တော်တို့ဆိုတော့ဒါအကြောင်းအရာတစ်ခု video တစ်ခုလုပ်ဖို့ဆိုတာအရင်အောင်အချိန်ပေးရသလိုတိတိကျကျ research တွေလုပ်ပြီးမှအဲကြည့်နေတဲ့လူတွေရောဘာတွေပေးနိုင်မလဲ တတိယရှာကျွန်တော်တို့ပေးတယ်သတင်းအချက်အလက်ကစကျွန်တော်အလွယ်မှားတယ်မပေးဘူးကျွန်တော်တတိယရှာစီစစ်ပြီးပေးတယ်အဲ့တော့ဒီမြန်မာဖုတ်ဘောဖန် group ကနေပြီးတော့လှုပ်လိုက်တဲ့တချို့သောကိစ္စရက်တွေကဒါသူ့အရက်တောက်ပြီးဘူးလို့ထားလှုပ်လိုက်တဲ့ကိစ္စဖြစ်ရင်လည်းဖြစ်မယ်ဗျာဒီလိုအဲ့လိုမျိုးကိစ္စတွေကဘာဖြစ်သွားလဲဆိုပရိသတ်တွေနဲ့ကစားသမားတွေအပေါ်ကိုဒါစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွားဖြစ်တယ်ဗျာ ဒါကျွန်တော်ကစားသမားတွေဆိုတာကဒါသူတို့ရဲ့လေ့ကျင့်မှု၊စူးစမ်းအားထုတ်မှုတွေကအရေးပါတယ်လို့မျိုးဒါပရိသတ်တွေရဲ့အားပေးမှုကလည်းဒါအရေးကြီးတဲ့အခန်းကဏ္ဍကပါဝင်တယ်ပေါ့နော်ဒီလိုပရိသတ်တွေရဲ့အားပေးတဲ့နေရာမှာလည်းဒီပရိသတ်တွေကအကောင်ဘက်ကနေအားပေးလို့ရှိရင်ဘောလုံးသမားတွေအတွက်ကခွန်အားဖြစ်စေတယ်လို့မျိုးဒါအစိုးဘက်ကပြောတဲ့အခါလေးကြားလို့ရှိရင်လည်းပရိကစားသမားတွေအတွက်ကဒါစိတ်ဓာတ်ကြာစင်းစရာကိစ္စရက်တွေဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီတထားသူစာရဲ့ post လေးကိုကျွန်တော်တို့အရင်ဖတ်ပြီးတော့မှကျွန်တော်ဆက်ပြောလိုက်ရအောင်နော်အလုံးပြောပြချင်တာလေးရှိလို့ပါအားကစားမှာအနိုင်နဲ့အယုံနှစ်ခုပဲရှိပါတယ်ကစားသမားတိုင်းကတော့နိုင်ကျင်ကြရဲအောင်မြင်ကျင်ကြတာကြီးပဲပေါ့နော်အောင်မြင်မှုဆိုတာလွယ်လွယ်နဲ့ရတာမဟုတ်တဲ့အတွက်ကိုတက်နေတဲ့လောက်အကောင်းဆုံးစူးစမ်းပြီးလုပ်နေကြတာပါ တရားသွားတဲ့ပြိုင်ပွဲတိုင်းမှာလည်းအကောင်းဆုံးကိုစွမ်းနိုင်တဲ့လောက်ပြိုင်ပွဲတိုင်းမှာပြိုင်ခဲ့တာ ਈ ပါပဲတရားပွဲတွေကိုကြည့်ပြီးတရားကိုနိုင်စီကျင်ကြတဲ့ပြည်သက်တွေတငယ်ချင်းတွေမိသားစုတွေရှိကြပါတယ် ပြောရရင်ကြည်နေတဲ့လူတွေကနိုင်စီကျင်တာတက်ကွင်းထဲမှာကိုယ်တိုင်ရိုက်နေရတဲ့တထားကိုယ်တိုင်ကအစပေါင်းများစွာနိုင်ကျင်ပါတယ်ဒါပေမဲ့အကြောင်းမျိုးမျိုးကြောင့်ရှုံးနေခဲ့တဲ့ဘွဲတွေရှိသလိုနိုင်ခဲ့တဲ့ဘွဲတွေလည်းရှိပါတယ်နိုင်နေဆိုတာမကားပါတော့စုရတာကိုပြောတာထက်တထားတို့ကြက်တောင်ကဒီနေ့တပွဲနိုင်ပြီးနောက်နေ့စုချက်ချင်းရတာမျိုးမဟုတ်တဲ့အတွက်တရောင်းပြီးတရောင်းမှာအစွမ်းကုန်ကြိုးစားပြီးနိုင်အောင်ရိုက်နေရတာပါတထားတို့အကစားသမားတွေအတွက် body fit နဲ့အပြင် နောက်ထပ်တစ်ခုအနေနဲ့ပြောပြချင်တာပေါ့နော်အကစားသမားတိုင်းမှာအားပေးမှုနဲ့ sporting team တွေအများကြီးလိုအပ်ပါတယ်ချက်တောင်အတွက် sporting team ဆိုတာကချက်တောင်ကွင်းထဲက training အတွက်နင်းပြရပြင်အခြားခန္ဓာကိုယ်မှာစပ်ပေးတွင်အတွက် physical coach နာကျင်ကြိုက်ခဲမှုရှိရပဲဖြစ်ဖြစ် training ပွဲပြီးလို့အကျော်လျှော့ချင်တာအတွက် physiotherapy မဆက်သရဖစ်တွေလည်းလိုအပ်တယ်ပေါ့နော်။ဒီ sporting team နေဆိုတာကလည်းပြိုင်ပွဲတွင်းမှမဟုတ်ပါဘူး။ training အချိန်အတွင်းနေမှာပါလိုအပ်ပါတယ်။တခြားမှာတော့ sporting team မပြောပါနဲ့။မဆက်ဘေးရလောက်ဖို့အတွက်တောင်ဖေဖေနဲ့ပဲတိုင်ပင်လေ့လာပြီးတော့လုပ်နေရတာပါ။ဟိုတထားကိုယ်တိုင်ရပါပေါ့နော်။ independent player တယောက်အနေနဲ့ပြိုင်ပွဲတွေကိုသွားနေရအားလုံးအထင်မှာတော့အဖွဲ့စီတစ်ခုခုကနေပြီးထောက်ပံ့ပြီးသွားနေရလို့လူတွေတော်တော်များများအထင်နေရတွေ့ရတယ်။ တရားချက်တောင်ကို professionally ပြိုင်ပွဲတွေစရိုက်ထဲရအင်ကနေထောက်ပံ့ပြီးအရင်ဆုံးသွားခဲ့ရပါတော့။တဖြည်းဖြည်းနဲ့မှပြိုင်ပွဲတွေမှာစုတွေရလာတဲ့အချိန်ကြမှာပဲ brand တွေကနေ brand ambassador ခံနာမျိုး commercial ရိုက်တာတွေလုပ်ရင်းနဲ့ရလာတဲ့ income လေးတွေကိုစုပြီးတော့တေချာစီစစ်ပြီးအခုချိန်ထိပြိုင်ပွဲတွေကိုသွားနေတာပါ။ဒါကြောင့်လည်းပြိုင်ပွဲတော်တော်များများသွားလို့ရှိရင် နီးပြမပါဘူး။တခြား sporting team တွေမပါပဲ။တရား တယောက်တည်းပဲသွားနေရပါတော့เนาะသူများနိုင်ငံကအားကစားသမားတွေလို training လေးလုပ်လိုက်ပြီးရင်ပါလာတဲ့ master therapist တွေနဲ့ physio therapist လေးတွေနဲ့ ECC ကုလုပ်ခြင်းတဲ့ therapist လေးပြောပြီးလောက်ရတာမျိုးကြီးရှိမနေဘူးပေါ့เนาะအဲ့ဒါလေးအပြင်အောင်မှာပေါ့ပွဲမသွားခင်မှာဆိုရင်လည်းခရီးအတွက် visa flight ticket hotel တို့ဟိုဘက်နိုင်ငံရောက်ရင်သွားဖို့လာဖို့အတွက် transportation တွေအစရှိတဲ့အရာတွေအကုန်လုံးကိုလည်း training အချိန်တွေကြားထဲကနေပြီးတော့အကုန်ကိုယ့်ဟာကိုယ်စီစဉ်ရပါတယ် စီစဉ်ရတဲ့အခက်ခဲဆုံးအပိုင်းကတော့ visa ကိစ္စပါ။တည့်ရတိုင်းမဲ့ visa free ရတဲ့နိုင်ငံကလက်ချိုးရည်လို့ရတယ်ပေါ့နော်။တော်တော်များများသွားတဲ့ခရီးတွေဆိုလို့ရှိရင် visa လောက်ဖို့အချိန်တက်တက်ပေးရတာမျိုးအဲ့လိုမျိုး visa ကိစ္စအတွက်အချိန်ပေးရတာတွေကကိုယ်တော်တော်အလုပ်တစ်ခုလို့ဖြစ်နေရပါ။တခါတလေ visa မရလို့မသွားလိုက်ရတဲ့ပွဲတွေလည်းရှိခဲ့ပူးတယ်ပေါ့နော်အဲ့တော့ပြောချင်တာကတော့အားလုံးထင်နေသလိုတထားတတောင်းတတလေးနဲ့ training လေးလုပ်လိုက် ပွဲတွေသွားလိုက်ကဘာပက်ပြီးရှောက်သွားနေရမျိုးမဟုတ်ဘူးပေါ့နော်။တထာအခုရှောက်နေတဲ့ကြက်တောင်လမ်းကြောင်းကအားလုံးထင်မြင်နေကြတယ်လို့မျိုးလဲမလွယ်ကူနေပါဘူး။ပြောချင်တာကတော့ဒါပါပဲပေါ့နော်။စာရှည်သွားရင်တော့တောင်းပန်ပါမယ်။အဲ့တော့တော်တော်လေးကိုကောင်းတယ်ပေါ့နော်။သူ့ရဲ့ line သူ့ရဲ့အရေးအသားလေးကပေါ့နော်။ဒါကျွန်တော်တော်တော်လေးကိုနားလဲသွားတယ်ပေါ့နော်။အော်ငါတို့နိုင်ငံရဲ့အားကစားလောကကြီးကဒီလိုဖြစ်နေပါလားပေါ့နော်။အဲ့တော့အဲ့တော့ဒီထဲမှာ तू ပြောထားတဲ့အထက်မှာဘာပါလဲဆိုလို့ရှိရင်ဒါသူ့အနေနဲ့ကဒါ sport team team နေမရှိဘူး။သူ့အနေနဲ့ဒီတိုင်းပဲဗျာ။ ဒီတိုင်းပဲကစားနေရတယ်ပေါ့နော်ဒါပေမဲ့လူတွေမြင်ရတော့သူ့ဟိုမြန်မာနိုင်ငံကိုစားပြုဆိုတော့အဖွဲ့အစည်းတစ်ခုခုက live လုပ်ပေးနေရလားအဲ့လိုမျိုးမဟုတ်ဘူးသူကသူ့ဟာသူဒါသူ့မိသားစုနဲ့သူကိုပိုင်ပေါ့နော်အဲ့လိုမျိုးလုပ်နေရတယ်လို့သိရတဲ့အခါကျဟာတော်တော်လေး short ဖြစ်သွားဟာအဲ့နိုင်ငံ player တွေရောအဲ့လိုမျိုးကြီးပေါ့နော်ဟိုပြိုင်ပွဲတွေကိုတွားပြိုင်နေရတာလားပေါ့နော်ဟာအဲ့တော့အဲ့သူဒီထဲမှာဗာပြောထားလဲဆိုနောက်တစ်ချက်ကျွန်တော်တွေ့တာဗာလဲဆိုလို့ရှင်ဒါကစားသမားတွေကိုလည်း ဝေဖန်တာလိုအပ်ပါတယ်ပေါ့နော်ဒီဝေဖန်တဲ့နေရာမှာအားပေးမှုတွေရှိတယ်လို့မျိုးဒါစိတ်ပန်းဆိုင်ရာထိခိုက်စေတဲ့ဝေဖန်မှုတွေကလည်းဒါကစားသမားတွေကိုဒါထိခိုက်စေတယ်ပေါ့နော်အဲ့တော့သူပြောသွားတဲ့အကြောင်းအရာတွေမှာဆိုလို့ရှိရင်လည်းဒါသူ့ကိုဒါတယောက်ယောက်ကထိခိုက်တိုက်ခိုက်တာတွေရှိလာလို့လည်းသူဒီ post ကိုတင်လာပြအဲ့တော့ဒါကျွန်တော်ဒီခုကျွန်တော်ရှင်းမှပြောခဲ့တဲ့မြန်မာ football fan group လုံနေတာတွေဆိုရင်လည်းအဲ့လိုပဲဗျသူအနေနဲ့ပြုလုပ်နေတဲ့အရာတွေကမြန်မာဘောလုံးလောကကိုတိုးတက်စေချင်တာလားဘာဖြစ်စေချင်တာလဲတော့မသိဘူးပေါ့ ဘလို့ကြီးလဲတော့မသိဘူးဗျအဲ့ဒါသူလုံးနေတဲ့ပုံစံနဲ့တော်တော်လေးကိုများဟိုပြောပြောရမယ်ကျွန်တော်တို့ဒီတထားသူစာပြောသွားတဲ့စကားလုံးနဲ့ပြောရမယ်ဆိုရင်ကစားသမားတွေပရိသတ်တွေအတွက်ကိုတကယ်အစိတ်အတောက်ဖြစ်စေပြီးတော့မှဒါတော်တော်လေးကိုမှကျွန်တော်တို့မရှိသင့်တဲ့ page တခုပဲပရိသတ်တွေအားမပေးသင့်တဲ့ page တခုလို့လို့ထင်တယ်ကျွန်တော်ဆိုလည်းအခုချိန်ကစပြီးဒီမြန်မာ football fan group ကိုကျွန်တော်လုံးဝဒါကျွန်တော်အားမပေးတော့ဘူးပေါ့နော်ကျွန်တော်ကြည်လည်းမကြည်တော့ဘူးလေးလည်းမလေးစားတော့ဘူး respect လည်းမရှိတော့ဘူးပေါ့နော်ဒါပေမဲ့ဒါကျွန်တော်အနေနဲ့ မြန်မာဖော်လုံလောကနဲ့ပတ်သက်ပြီးတော့ဆက်လုပ်ဆက်ရှိတဲ့ကိစ္စတွေကိုလုပ်မယ်ဒီဒီမြန်မာဖော်လုံလောကထဲမှာဆောက်တလဲဖြစ်နေတဲ့ဟာတွေအကုန်လုံးတော့ဒါကျွန်တော်ကတော့အဲပြောချင်းတဲ့အချိန်တိုင်းမှာကျွန်တော်ကတော့ပြောမှာဖောင်းထူမှာပဲကျွန်တော်ကတော့အဲ့လိုမျိုးတွေဒီလိုမျိုးတွေဖြစ်လာတဲ့အခါကျတော့ဘာဖြစ်လာလဲဆိုရင်ပရိသတ်တွေကဒီအမျိုးသားဘောလုံးပွဲတွေကိုစိတ်ဝင်စားတော့ကစားသမားတွေကိုအမြင်ကတ်လာတယ်เนาะအဓိကသူမြန်မာဖော်ဘောဖန်ဂရုလှုပ်လိုက်တဲ့အကိစ္စတွေကြောင့်ဘာဖြစ်သွားလဲဆိုရင်ပေါ့ဗျာ ဘာကျိုးကျေးဇူးတွေရသွားလဲဆိုရင်ပေါ့ဗျာဘာကျိုးကျေးဇူးမှမရအောင် ဆိုးရိုးတွေပဲဖြစ်တာမြန်မာပေါ်လုံးပြည်သက်တွေရဲ့စိတ်ထဲမှာဒါစိတ်နောက်ရဝင်သွားရင်ဟာမျိုးလိုက်ဝင်ရဘာကောင်းရင်းလဲဟာဒီကောင်းကြီးကဒီလိုကြီးလဲဟာဘာကောင်းရင်းလဲဝင်သွားရင်ပြင်သူ့အနေနဲ့ဘယ်ကစားသမားမှချီးကျူးတာမရှိဘူးအကောင်းပြောရဲဆိုတာမရှိဘူးသူကနာမည်ကြီးတဲ့ကစားသမားတွေဆိုရင်သူအကုန်လုံးသူကလိုက်ဝေဖန်တာမမောင်းလည်းလည်းမလုပ်ဘူးမေထက်လူလည်းမလုပ်ဘူးပြောတာပြောတာပပဆက်ဆက်မိန်းမကြီးကြားနေရပြီအခုတို့ကျွန်တော်အခုပြန်ပြောပြီအခုတဲ့ဗီဒီယိုနဲ့ သူလက်ကျင်မကျင်းနဲ့လို့ရှိရင်ကျွန်တော်ဗီဒီယိုနဲ့ပြန်ပြောစာတွေတော့လာမင်းရဲ့မဖတ်ဘူးမျက်စိညောင်းတယ်ဟာလာမြန်မာဖုတ်ဘောဖန်ဂရုဒါကျွန်တော်မြန်မာဖော်လုံးလောကတွေအမြင့်ပြတ်တုတ်တင်ရမှာဖြစ်တယ်လို့မျိုးဒီသူတင်နေတဲ့ post တွေသူရေးနေတဲ့ဟာတွေကမဟုတ်ကဟုတ်ကဗျံပရာတွေဆိုလို့ရှိရင်ဒါကျွန်တော်တို့ကမြန်မာဖော်လုံးဖွဲ့ချုပ်ကဒါသူအတရေဖြတ်မှုနဲ့အရေးယူလို့ရတယ်ဗျာတလားအဲ့တော့အဲ့တော့သူနေသူလုံနေတဲ့ကိစ္စကဒါတွေပဲသူစစ်မှာတင်စရာ contact မရှိဘူးဆိုဘာတွေတင်နေလဲနိုင်ငံတကာဖော်လုံးပွဲတွေက လူစိတ်ဝင်စားမှုများမယ်မိုင်ပွဲအာဆင်နယ်ပွဲအကြောင်းအရာတွေစခွန်ရှော့တွေနဲ့ရှောက်တယ်ကျွန်တော်တို့ရဲ့ကွန်းတက်တစ်ခုလှုပ်ရတဲ့အခါမှာကျွန်တော်လွယ်လွယ်ကူနဲ့လှုပ်ရတာမဟုတ်ဘူးစားရှင်းနဲ့လှုပ်ရတယ်ကိုယ်တိုင်လည်းဘောလုံးကိုစိတ်ဝင်စားမှုရှိရတယ်လို့မျိုးကိုယ်တိုင်လည်းအားပေးနေရတယ်ကိုယ်တိုင်လည်းကြိရှုအားပေးနေရတယ်စင်စက်မပြတ်ကျွန်တော်တို့ကကြည့်နေရအဲ့လိုချိန်မှာသူကဒီလိုမျိုးတောက်ဆစ်တွေပဲရမ်းပေးတယ်ပဲအစိတ်တောက်တွေအရန်ကျွေးတယ်ပရိသတ်ကိုလေပြီးရင်နမယ်ရမ်းဖြတ်တယ်အဲ့လိုချိန်မှာဘာဖြစ်လာလဲဆိုတော့ပရိသတ်တွေကဒီလိအပေါ်ဒီမြန်မာ national league နဲ့ ဒီကစားသမားတွေပုံမှာတော်တော်အထင်သေးပါအခုဆိုဒါကျွန်တော်အမျိုးသမီးနဲ့အမျိုးသားပွဲတွေရဲ့ဒါကျွန်တော်တို့ကစပရိသစိတ်ဝင်စားမှုတော်တော်ကွာပါကျောင်းလောင်းလို့ရတယ်ကျွန်တော်တို့မှာရဲ့မြန်မာအမျိုးသမီးလီးတွေကိုလည်းပရိသတ်တွေစိတ်မဝင်စားအောင်ပရိသတ်တွေမကြည့်ချင်အောင်လို့မြန်မာဖုတ်ဘောဖန်ဂရုပို့စ်တစ်ခုပဲတင်ခိုင်းကြည့်လိုက် မြန်မာ football fan ကိုစောက်ကောင်းထုတ်လို့ရှိရင်ပရိသတ်တွေပါအောင်အားမှာအဲ့တော့ကျွန်တော်ကဘာလို့စိုးရင်လဲဆိုလို့ရှိရင်ပရိသတ်တွေရှောက်ရောင်နေတယ်ဒီမြန်မာ football fan group ဆိုတဲ့ဟာကနေပြီးတော့တခုခုပြောလိုက်ပြီး hey ဆိုလို့ရှိရင်ပရိသတ်တွေအဲ့ဒါကြီးကိုကျွန်တော်တို့ခေါင်းထဲမှာဆွဲပြီးတော့အဲ့ဒါကြီးကိုတကယ်အမှန်ကြီးထင်ပြီးတော့အရာရာတိုင်းကိုအဲ့လိုအမြင်ကြီးနေပဲလိုက်ကြည့်တော့ဥပမာဦးမျိုးလိုင်ဝင်းကိုမြင်ပြီဆိုလို့ဟာလုပ်ပွဲကစားတဲ့ခေါင်းကြီးကိုမြင်ဟာမောင်မောင်လေးကိုမြင်ပြီဆိုရင်ပရိသတ်တွေကဘာမြင်လဲဟာပရိသတ်ကိုဆဲတဲ့ခေါင်းကြီးမောင်မောင်လေးအဲမေထက်လူ ဟာမေထက်လို့များဟာဒီကောင်မဘာမှမကောင်းဘူးအာပရိဇုံလေးကချောတော့ပရိဇက်လုံးစားဒီလိုမျိုးတွေပဲပဲ net captive side အစိုးအတွင်းမြင်နေပဲသူ့အနေနဲ့ကလည်းဒီမြန်မာ football fan group ရဲ့ admin အနေနဲ့ကလည်းဘဝမှာလိုအပ်ချက်ပေါင်းများစွာနဲ့တော်တော်လေးကိုမပြည့်စုံမှုတွေခံစားခဲ့ရတယ်ထင်ပါတယ်ဒါအကြောင်းလဲသူ့အနေနဲ့ကတော်တော်လေးကိုဒါတိုက်ခိုက်နေတာပေါ့နော်ဒါကျွန်တော်ကဦးမျိုးလိုင်ဝင်ကိုထိလာတဲ့အခါမှာကျွန်တော်ကတော်တော်လေးကိုမှမခံမရနိုင်ဖြစ်တယ်ပေါ့နော်သူ့အနေနဲ့ဒီလက်ရှိချိန်မှာဒါကျွန်တော်တို့မြန်မာလက်ရွေးစင်ဘောလုံးအသင်းကြီးက အဲသူ့ဟာနဲ့သူတာမန်လေးရွေ့နေတာပေါ့နော်နည်းနည်းလေးကောင်းတဲ့ဖက်လေးကိုနည်းနည်းလေးရွေ့နေတဲ့အချိန်မှာဒီမြန်မာ football fan တွေကဘာဖြစ်နေလဲတခုခုဆိုလို့ရှိရင်ဒါကျွန်တော်ကျွန်တော်အရင်တော့ကလည်းကျွန်တော်ဆုံးမခဲ့တယ်ဘာမီ support ကိုလည်းကျွန်တော်ဆုံးမပြီးွားရအခုမြန်မာ football fan တွေကထပ်ဆုံးမပြီးနောက်ခုရှိပြီမြန်ဘာမီ sport မြန်မာကတော့ကျွန်တော်ကောင်းကောင်းလေးဆုံးမပေးလိုက်တာဒီဘယ်လိုလဲသူ့ရဲ့ကိုပီဆိုးလားစခိုင်းလားအိုက်ဘဲလေအိုက်ဘဲဆိုလည်းတော်တော်လေးကိုနောက်ပိုင်း ကင်မရာတွေဝယ်ဓာတ်ပုတ်တွေရိုက်ပေါ်လို့ကွေးတဲ့တွေရောက်ပြီးတော့အဲဗီဒီယိုလေးတွေတေချာလေးတင်လာကျွန်တော်အဲ့လိုဖြစ်စင်နေတာကျွန်တော်ပြောလိုက်တယ်ကျွန်တော်ပြောလိုက်တဲ့အကြောင်းအရာတစ်ခုကတစ်ခုခုတိုက်ရောက်မှုဖြစ်ချင်းအဲ့တော့ကျွန်တော်ကလည်းဒီနေရာနဲ့မြန်မာဖုတ်ဘောဖန်ဂရူကိုဒါကျွန်တော်ကဒါကျွန်တော်ဒဲ့ပဲဒါကျွန်တော်ဝေဖန်တာပေါ့နော်ဖြစ်ချင်လို့ရှိရင်ဒါကျွန်တော်မြန်မာဘောလုံးဒေါခနဲ့ပတ်သက်တဲ့အကြောင်းအရာငါတို့နိုင်ငံဘောလုံးလောကဖွံ့ဖြိုးတိုးတက်ဖို့မလုပ်မလဲဆိုတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့လေဒါရိုက်ထဲ111ဖန်ဝါဆွေးနွေးလို့ရတယ်ငင်းခုန်လို့ရတယ်ပေါ့နော်အဲ့တော့ဒါကျွန်တော် မြန်မာဖုတ်ဘောဖန်ကူကိုစိန်ခေါ်တယ်အဲ့တော့ကျွန်တော်အနေနဲ့ကဒါနောက်ဆုံးပိတ်ညီကုန်းအနေနဲ့ပြောချင်တာကဒါကျွန်တော်ကဦးမျိုးလှိုင်ဝင်းကိုကျွန်တော်ကတရားရဂန်လုံးပြေးတာထောက်ခံမှုရှိတယ်လုပ်ပွဲကစားခဲ့တယ်ဆိုတာကဒါကျွန်တော်တို့မြန်မာဖုတ်ဘောဖန်ဂရုကနေပြီးတော့ဒါကျွန်တော်တို့တသက်မဲ့ပွဲရှာတာဗျသူ့ရဲ့ page ကိုလူတွေစိတ်ဝင်စားလာအောင်လုပ်တာအခုဆိုသူတင်စရာမရှိရင်သူဒီမှာမြန်မာပွဲတွေမရှိရင်သူတင်စရာဖြစ်လို့သူကြောင်ပြောင်းနေကြောင်ပြောင်းပြီးတော့နိုင်ငံတကာပွဲတွေရှောက်တင်ဘာမှမသိဘူးကျွန်တော်အခုဆိုလို့ရှိရင်တကယ်မြန်မာဖုတ်ဘောဖန်ဂရု ိုအရင်တုန်းကတတတော့စောက်ကြည့်အားပေးလာခဲ့ရသမျှတော့ဒါကျွန်တော်တို့ဒီနေရာမှာနေပြီးပြီပေါ့နော်ဒါမြန်မာ football fan group တော့ဒါကျွန်တော်လုံးဝ respect မရှိနိုင်ဘူးပေါ့နော်အဲ့တော့မြန်မာဘောလုံးပရိသတ်တွေအနေနဲ့ကရောဒီမြန်မာဘောလုံးလောကကြီးဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဒါဒီတိုင်းနေနေလို့မရဘူးဗျကျွန်တော်တို့ဒါမြန်မာဘောလုံးဆိုရတာမြန်မာဘောလုံးအရေးဆိုရတာနိုင်ငံရဲ့ဘောလုံးအရေးပဲနိုင်ငံရဲ့ဘောလုံးအရေးဆိုရတာဒါနိုင်ငံရေးပဲနိုင်ငံရေးဆိုရတာနိုင်ငံသားတယောက်အနေနဲ့ကဒါနိုင်ငံရေးကိုလှုပ်ရမှာပဲဗျအဲ့တော့ နော်အဲ့တော့ပြိသက်တွေအနေနဲ့ကရောဒါမြန်မာဖော်လုံလောကဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်တရောက်တဲ့နေရာကနေပါဝင်ရမှာဖြစ်တယ်အဲ့တော့ဘယ်လိုမျိုးတွေပါဝင်ကြမလဲဘယ်လိုမျိုးတွေလှုပ်ဆောင်ဆောင်ရွက်တင်တယ်လဲဆိုတာကိုလေ comment မှာဒါကျွန်တော်တို့အပြန်အလှန်ဆွေးနွေးသွားလို့ရပါတယ်ဗျဒါ video လေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်